မင်္ဂလာပါလို့ဦးစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကတ်စတိုရီ channel ကနေပြန်လည်ကြိုဆိုပါတယ်အခုတင်ဆက်ပေးမှာကလည်းအင်ဒိုနီးရှားတရေကားကောင်းလေးတကားပါပဲအာဝင်နာဆိုတဲ့မင်္ဂလေးမှာကျမ်းမာရေမကောင်းတဲ့အမေရဲ့အလောက်ကင်မရှိတဲ့လောင်စားသမားအကိုရဲ့လူမမဲအရွယ်သားလေးရဲ့ရှိကြပါတယ်ဒီလိုနဲ့တရက်မှာအာဝင်နာရေချိုးကန်းကိုတန်ရှင်းရေးလုံရင်စိတ်ထင်အောင်ထင်မှားတွေဖြစ်ပြီးသူ့အနာကိုသူ့အဖေရဲ့ဝိညာဉ်ရောက်လာတာ မျိုးတွေအများကြီးကလည်းရောက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုလည်းတက်နေလို့အော်ဟင်းပုတ်တက်လိုက်တော့မှပျောက်သွားပါတယ်အမေဖြစ်သူကလည်းကျန်းမာရေးမကောင်းပါဘူးသူ့မအပ်ချုပ်နေရင်သူ့လက်ကိုသူ့အပ်နဲ့ပြန်ထိုးနေချိန်အာဝင်နာကရောက်လာပြီးအမေအပ်စုမိပြန်ပြီလားလို့ဆိုပါတယ်အာဝင်နာကလည်းစိတ်ထင်အောင်ထင်မှားတွေကြုံနေရတယ်ဆိုပြီးဆရာဝန်နဲ့ပြသနေရပါသေးတယ်အမေဖြစ်သူကိုလည်းအပြင်မှာအိမ်စည်းတသက်တသာနဲ့ငှားနေလို့ရလာတွေ့ထားတယ်အိမ်ကိုမရောက်ခင်သွားနေလို့ရအောင်လို့ဆိုတော့အမေဖြစ်သူက ဒါငါအိမ်လုံးရုပ်တီတီကြီးနဲ့ပြန်ပြောလိုက်ဒီလိုနဲ့အာဝင်တော်တို့သားမိလဲသူတို့အတူရှိတဲ့အချိန်လေးမှာစားနောက်ကြည်နူးနေပါတယ်နောက်တနေ့မှာတော့အကူဖြစ်သူရီရန်ရဲ့အကျွေးသမားတွေကအိမ်ကိုအကျွေးလာတောင်းပါတယ်အကူကမသိကြအောင်ဆောင်နေကအာဝင်တော်တို့သားမိကလည်းနောက်ပွေးပေါက်ကနေခိုးကြောင်ခိုးပွားထွက်ကြရပါတယ်အိမ်ကြီးကလည်းထူးခြားမှုတွေရှိပြီးအကျွေးတွေကလည်းထုံနေတာကြောင့်အိမ်ကိုရောင်းဖို့ကြိုးစားနေတာပါသူအလုရှင်ကလည်းသူအကျွေးတွေကိုနှိမ်ထားပြီးအလုခါကိုအပြည့်အဝမပေးပြန်ပါဘူး ငွေခက်ခဲဖြစ်နေလို့ပါလို့တောင်းပန်ပေးမယ်လဲလက်မခံပါဘူးတနေ့အဝင်နာအလုပ်လုပ်နေချိန်သူမအလုပ်ကငပြောကြော်ကြော်တဲ့လုပ်ငန်းပါသူ့သားလေးကလည်းလိုက်လာပြီးတော်ကစားနေရင်မတော်တဆဖြစ်ပြီးစေုံတက်လိုက်ရပါတယ်ဒီတော့အကျွေးနေနေတဲ့ဘဝဆိုတော့အသက်ရှူဖို့ပိုပိတ်သွားပါပြီသူမအကိုကတော့မူယူပြီးလောင်းကစားတောင်မပြတ်ပါဘူးအဝင်နာကသူ့သားလေးစေုံတက်ထားရတယ်လို့ပြောတာတော့ဘယ်မှဆိုင်ပဲမောင်နှမနှစ်ယောက်စကားများနေကြရင်တယောက်နဲ့တယောက်ပါးကိုအပြန်အလှန်ရိုက်ကြပါတော့တယ် ဒီချိန်မှာပဲဖုံးမိတန်တွေကြားရကနိုင်တွေလည်းအတန်တွေထမိနေစူညံသွားပါတယ်။မေဖြစ်သူကထွက်လာတော့အတန်တွေတိတ်သွားပါတယ်။အာဝင်နာရဲ့ဖုံးကိုဖုံးဝင်လာတော့သူမကင်လိုက်တဲ့အချိန်မှာအာဝင်နာရဲ့နမီကိုကြောက်စရာအတန်နဲ့ခေါ်နေတာကိုကြားလိုက်ရပါတယ်။ဒီချိန်မှာပဲအိရှေတကားခောက်တန်ကိုကြားလို့သွားပွင့်ကြည့်တော့လူစိမ့်တယောက်ပါသူတို့အိမ်ထဲကိုဖိတ်လိုက်ပြီးဧကန်လိုက်ပါတယ်။အာဝင်နာကသူ့ကိုတီလာလို့မေးတော့တီတာပေါ့။အင်းငငယ်ကငါပဲထိန်းချောင်းခဲ့တာလို့ဆိုပါတယ်။ဒီတော့အဖေဘယ်မှာလဲဦးလေးတီလာလို့မေးတော့ အပေကတည်သွားပြီသူထွက်သွားတာကြာပြီသူအသက်ရှင်သေးရင်တော့သမီးဖြစ်သူကလင်းကောင်းမပေါ်ပဲကလေးရတာသိရင်တော်တော်ရှက်နေမှာလို့ဆိုပါတယ်ဒီတော့အာဝင်နာလဲနင့်လိုအယက်သမားလောင်းကစားသမားသားကိုရထားလို့အတော်ကုန်ယူနေမှာလို့ပြန်ပြောနေတော့မေဖြစ်သူကတားလိုက်ပါတယ်ရောက်လာတဲ့ဧည့်သည်ကလည်းသူတို့ပါတိတ်ဆက်ရုံမှာအလုံးလုံးချင်မလားလာမေးတာဖြစ်ပြီးအခက်အခဲတွေဖြစ်နေတာကိုသိတယ်လို့ပြောကပိုက်ဆံထုတ်ပေးလိုက်ပါတယ်အမိ၃ယောက်လုံးဘိုင်းတို့လက်လန်းလိုက်ပြီးအမေကဥအောင်ယူလိုက်ပါတယ် အာဝင်နာကိုညီးသွားလိုက်လို့ပြောလိုက်ပါတယ်။အာဝင်နာကလည်းသူ့မသားလေးကသူ့ကိုလိုအပ်တယ်လို့ဆိုတော့ဒီကလေးကိုငါတို့ကတားတဲ့ကြားကနင်းကစွန့်မွေးတာအခုဒါတွေအလုံးညီးတာဝန်ဖြစ်သွားပြီလို့ပြောလာပါတယ်။အာဝင်နာထားသွားတော့ပိုက်ဆံကိုလူစင်းကိုပြန်ပေးပြီးအကျွေးကြည့်ပြီနော်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အာဝင်နာတယောက်ပါတိတ်ဆက်ယုံကိုလိုက်သွားပါတယ်။ဆက်ယုံကမြေပုံမှာလည်းမပေါ်သလိုဖုန်းလိုင်းကလည်းမမိတဲ့နေရာပါ။ဆက်ယုံကိုသွားတဲ့လမ်းကလည်းကားတစ်စီးစာပဲမို့ ကားကိုလမ်းမမှာထားခဲ့ပြီးလမ်းလျှောက်ပြီးဝင်ရပါတယ်။သူတို့ရောက်သွားတော့အပားတယောက်နဲ့လူတယောက်ကကြိုပြီးသူ့ကိုခေါ်လာတဲ့လူကစာရွက်တွေထုတ်ပေးလိုက်ပါတယ်။ဒါကိုအပားကြီးကိုပြပြီးသူ့ဆိုအစင်ပြေလာလို့မိတော့အစင်ပြေတယ်လို့ဆိုပါတယ်။စက်ရုံအထဲမှာလည်းမှန်တွေကိုတိတ်ချအောက်ကြလို့မှာပြီးအော်နေတဲ့ကိုကြားလိုက်ရပါတယ်။စက်ရုံကိုလိုက်ပြတဲ့ပိုင်ရှင်ကလည်းသူတို့ကရာဘာစက်ယုံကိုဝယ်ပြီးပါတိတ်စက်ယုံထောင်လိုက်တာဖြစ်ခါစက်ယုံစထောင်တော့မင်းအဖေရဲ့အကူအညီလဲပါတယ်လို့ဆိုပါတယ်။စကားပြောနေရင်မင်းအဖေရောနေကောင်းလားလို့မေးတော့ အဖေက "तू မခုနှစ်နှစ်အရွယ်ကအိမ်ကထွက်သွားခဲ့တာပါ။ကျမကတော့အဖေပြန်လာမယ့်အချိန်ကိုစောင့်နေတုန်းပါ"လို့ပြောလိုက်ပါတယ်။အလုရှင်ကသူတို့ဆက်ရင်ဝယ်စည်းကမ်းရအလုသမားတွေအကုန်လုံးရဲ့ဖုန်းတွေကိုတင်ထားတာမို့အဝင်နာရဲ့ဖုန်းကိုလည်းတင်ဖို့တောင်းလိုက်ပါတယ်။အဝင်နာကလည်း "तू မရဲ့ဒါလေးစေးုံတက်နေရတာမို့ဖုန်းကရှိနေမှလို့ဆိုတော့အကြောင်းရှိလာရင်သူ့ရဲ့ရုံးခန်းထဲကဖုန်းကိုသာလာတုံးဖို့ပြောဆိုတာ။လိုင်းကလည်းတိတ်မမီဘူးလို့ဆိုပါတယ်။သူဖုန်းပေးလိုက်တာနဲ့ဒုံးဆိုပြီးစေးုံထဲကအတန်ကိုကြားလိုက်ရပါတယ်။ တချင်းတန်ကိုလည်းကြားလိုက်ရပြီဒီတချင်းတန်ကြားရပြီဆိုရင်စင့်ုံတဲကနေအကုန်ထွက်ရမယ်လို့တတိပေးလိုက်ပါတယ်။သူမနေရမယ့်အဆောင်ခန်းကိုသွားတော့မိန်းကလေးတယောက်ကငိုနေကသူမကိုမြင်တော့ထွက်သွားပါတယ်။အချားကလေးမှလည်းတယောက်ကအိပ်လျော်နေတာကိုမြင်လိုက်ရပါတယ်။သူမရုပ်ချိုးခန်းကိုသွားပြီးတကားအဖွဲမှာသူ့ဝေးမှာသူ့ကိုကြည့်နေတဲ့တစုံတစ်ခုရှိနေမိဖြတ်ခနဲမှိတ်သွားပြီးပြန်ပြောက်သွားပါတယ်။သူမရေချိုးခန်းထဲကိုရောက်တော့ရေတွေကစူပွက်လာပြီးအမေကယ်ပါလို့လက်ကြီးပေါ်လာတော့သူမလည်းလက်မရေမချိုးတော့ပဲပြန်ပြေးပါတယ်။ စက်ယုံစက်ယုံရဲ့အပြင်မှာလည်းအရင်မဲမဲတွေကရှိနေတာစက်ယုံကိုစောင့်ကြည့်နေကြပါတယ်။နောက်တနေ့မနက်ကိုရောက်တော့ထရီဆိုတဲ့တယောက်ကသူ့ကိုပစ္စည်းတွေတင်ဖို့တော့လာပေးပါတယ်။သူမဝင်လာတော့ကအဲ့နေတဲ့နေရာကတင်းကအဲ့ရတွေကိုတင်ထားလို့ဒီကအမရောလို့မေးတော့ဘာမှမပြောဘဲပြန်ထွက်သွားပါတယ်။သူတို့အလုတ်ဆင်းဖို့သွားနေထရီဆိုတဲ့မိန်းကလေးကစက်ယုံကအကြောင်းတွေနဲ့ရှောင်ရှားတင်လာနေကိုလည်းပြောပြလိုက်ပြီးညဘက်အပြင်ကိုလုံးဝမထွက်ဖို့နဲ့စည်းကမ်းချက်များများဖောက်ပြမိလေလေဒီကထွက်သွားဖို့ခက်ခဲလေလို့ဆိုပါတယ် ဒီကိုရောက်မှပိုက်ကြီးသွားတဲ့မိန်းကလေးတယောက်လည်းရှိတယ်။ပြီးတော့တငယ်ချင်းနှစ်ယောက်ရောက်လာပြီးတယောက်ကနှလားလောက်နေတော့ပြောင်းသွားတယ်။သူတို့ကိုကြည့်နေတဲ့လူကိုလည်းပြလိုက်ပါတယ်။သူတို့အလုံးလုံးနေချင်းစိတ်ုံပိုင်ရှင်ကဒီတဲကရွေးချယ်ခံရတဲ့လူတွေကိုဘူတန်ကစိတ်ုံအစ်တမပြောင်းရွှေ့ရမှာဖြစ်ပြီးရွေးချယ်ခံရတဲ့လူတွေကဘောနံလည်းခန်းစားခွင့်ရမှာဖြစ်တယ်လို့လဆာကလည်း၃ဆတိုးပေးမှလို့ဆိုပါတယ်။ဒီတော့အလုံသမားတွေကလည်းစိတ်ဝင်စားသွားကြပါတယ်။အလုံသမားတွေကတူးချွန်တဲ့လူတွေကိုစည်ရင်းပြုစုထားတယ်လို့ပြောပြီးထွက်သွားတော့ကို့အလုပ်ကိုပြန်လုပ်ကြတယ် အဲ့ဒီနောက်မှာအဝင်နာကသူမဆေးရိုက်တာမှားနေလို့သူရီကိုအကူအညီတောင်းလိုက်တယ်။သူ့ကိုပြောပြနေတော့မှသူ့ရဲ့အနောက်ကနေဆေးရိုက်တဲ့အတုံးကိုစောင့်ချလိုက်တဲ့ဒုံးဆိုပြီးအတန်ကိုကြားလိုက်မိတယ်။သူမဆေးတုံးကိုပြန်ယူတော့လက်ကိုခိုင်းမိသွားကနောက်ကအတန်ကိုကြားလို့ဆိုပြီးပြန်ကြည့်တော့ခုနောက်ကခုံမှလူမရှိပါဘူး။အလုတ်သိန်းချိန်ရောက်တော့အကုန်ပြန်နေကြပြီးအဝင်နာကနောက်ကျပြန်ခဲ့တဲ့အချိန်မှာဆန့်ယုံရဲ့အနောက်တကားကြီးကပွင့်လာပြီးအဝင်နာလို့ခေါ်တန်ကိုကြားလိုက်ရပါတယ်။သူမသွားကြည့်မယ်အလုံးမှာသူ့နောက်ကိုလူတယောက်ကရောက်လာပြီးငါးသားဆိုရင် အဲ့ဒီကိုသွားမှမဟုတ်ဘူးလို့ဆိုပါတယ်။သူမှပြန်ကြည့်လိုက်တော့တကားကပိတ်လျက်သားဖြစ်သွားပြီးမဝင်ရလို့ရေးထားပါတယ်။သူ့ကိုပြောတဲ့လူကလည်းပြောပြီးပြန်ထွက်သွားပါတယ်။ညရောက်တော့အဆောင်မှသူမှတောက်ရီသွားခတ်နေတော့အတန်ကြားလိုက်ရကသူ့ရဲ့အနောက်မှာလည်းလေပင်တန်ရာကြီးနဲ့ကောင်းကြီးစောင်းပြီးရှိနေပါတယ်။ဒါပေမဲ့သူမှသတိမထားမိပါဘူး။ရေတောက်ဖို့ရေကိုယူပြီးတောက်လိုက်တော့တွေးရဖြစ်နေပါတယ်။သူမှရေဘူးကိုကြည့်လိုက်တော့ကြောက်စရာမျက်နှာကြီးရေဘူးထဲမှာပေါ်လာပြီးမှန်လို့ပြောလာပါတယ်။ သူမှနောက်ဆုတ်လိုက်တော့နောက်မှလည်းလေပင်ကျိုးကြီးနဲ့ရှိနေပြီလန်သွားကရေပုံးကိုတိုက်မိသွားပါတယ်။တေချာပြန်ကြည့်တော့အလုတ်ထဲမှာအာဝင်နာလည်းနင်းနေတော့ကြောင်သွားပါတယ်။ဒါပေမဲ့အလုတ်ရှင်အဖွားကြီးကဘေးမှာရှိနေလို့မစင်းစားတော့ပဲအလုတ်ကိုပဲစတင်လှုပ်လိုက်ပါတယ်။ဒီလိုနဲ့အလုတ်သိန်းချင်ရောက်တော့အထဲတွေကိုစစ်ကြည့်ရင်ဘာကြီးတဲ့ရဲ့အဝတ်တွေကိုဘလို့ဖြစ်တာလဲလို့ဆိုကပြောတော့ဘာကြီးတဲ့ကလည်းသူလှုပ်တာမဟုတ်ပါဘူးလို့ညင်းနေပြီးအဖွားကြီးကအလုတ်သမားတစ်ယောက်ကိုဘာကြီးတဲ့ကိုခေါ်ထုတ်သွားဖို့ခိုင်းလိုက်ပါတယ်။ အဝင်နာကလည်းအလင့်မှာထရီရဲ့ချင်းတဲ့ကိုသူမအဝတ်တစ်ခုကိုထည့်ပေးလိုက်ပါတယ်။စစ်စင်းနေတဲ့ဖွားကြီးကထရီရဲ့ဝတ်ကိုနမ်းကြည့်ပြီးစိတ်ဆိုးတဲ့ပုံနဲ့ကြည့်လိုက်ပါတယ်။ဒါပေမဲ့သူတို့ကိုဘာမှမပြောပါဘူး။ထရီကလည်းဘာလို့သူ့ကိုထည့်ပေးတာလဲလို့အဝင်နာကိုမေးတော့သူတို့ကဒီဘာတစ်ခုတော့ရှိရမှာဖြစ်ပြီးဒီကနေထွက်သွားခြင်းနေတာကိုသိတာမို့သူတို့အတူပိုးပေါင်းလောက်ကြမယ်လို့တိုင်ပင်လိုက်ကထရီကိုထွက်သွားလို့ရအောင်ကူညီပြီးအဝင်နာကတော့ဘောနက်ကိုရကျင်တယ်လို့ပြောလိုက်ပါတယ်။ဒီတော့သူတို့နှစ်ယောက်သဘောတူလိုက်ပြီး အဝင်နာကထရီကိုသူ့ရဲ့အဝတ်တွေကိုထည့်ပေးပြီးဒီရဲ့အတွက်များအောင်နေ့စဉ်ကူညီပေးလိုက်ပါတယ်။တနေ့အဝင်နာကဆေးရိုက်နေရင်မယောင်ချောင်းကြားတွေမြင်ကသူ့ဆေးရိုက်တဲ့တုံးအောင်မှာသူ့သားလေးကရှိနေပြီ။ကလေးကနားတယ်လို့အော်ရာကိုမြင်လိုက်ရပါတယ်။သူ့မလန့်ပြီးနောက်ကိုဆုံးလိုက်တော့ထရီကပင်ပန်းနေလို့လားနားလိုက်ပါလို့ဆိုပါတယ်။ထရီကအဝင်နာရဲ့ကူညီပေးမှုနဲ့ပါတဲ့အရေးအတွက်များများလုံနိုင်ပေမဲ့စက်ရုံထဲမှာသူ့ထက်အရေးအတွက်များများလုံနိုင်တယ်လို့ရှိနေပါသေးတယ်။ တညမှာတော့ tree ကအိတ်နေတော့အဝင်နာကအိတ်မပြောတာကြောင့်ညဘက်ကြီးပါတိတ်သွားရိုက်နေပါတယ်။သူမကြည့်နေရင်ပါတိတ်ဘော်ကိုခေါင်းကြီးတုတ်ကြလာပြီးမှန်လို့ပြောပြန်ပါတယ်။သူမလည်းလန့်ပြီးអော်လိုက်တော့အပြင်ကနေအထဲမှာလူရှိလားဆိုပြီးအထဲကိုဝင်လာပါတယ်။အဲ့ဒါကတော့အဖွားကြီးနဲ့အလုပ်သမားတွေပါ။အဝင်နာလည်းအမြန်ပြေးထွက်လိုက်ပြီးအဖွားကြီးကလည်းအဝက်ကစိုးနေသေးတာမို့အထဲမှာလူရှိတယ်လိုက်ရှာကြလို့ခိုင်းလိုက်ပါတယ်။သူလိုက်ရှာနေရင်အပေါ်တွေမှာလည်းဆက်ရုံဝစ်စုံနေတဲ့ဝိညာဉ်တွေကရှိနေခဲ့ပါတယ်။ အဝင်နာကလည်းအခန်းတစ်ခုထဲကိုဝင်ပုံရင်းစက်ရုံပိုင်ရှင်နဲ့သူ့အဖေရဲ့ဓာတ်ပုံကိုမြင်လိုက်ပါတယ်။အခန်းကလည်းစက်ရုံပိုင်ရှင်ရဲ့ရုံးခန်းမှာဒီချိန်မှာပဲဖုန်းကအတန်မီလာလို့ဖုန်းကိုအတန်မထွက်အောင်ချလိုက်ပါတယ်။သူမလိုက်ဆက်စုနေတုန်းမှပဲသူ့ရဲ့လက်ထဲကမီးရင်ကိုတယောက်ယောက်ကမှုတ်သွားပါတယ်။သူမလည်းပြန်ပြီးမီးထိုးလိုက်တော့သူ့ရှေ့မှာဗိုက်ကြီးတယ်မိမကပေါ်လာပြီးသူ့ရဲ့ဘိုက်ကိုသူ့လက်နဲ့ပဲဆွဲပွင့်လိုက်တာသူမနားကိုတိုးလာပါတယ်။တဖြည်းဖြည်းတိုးလာကအပေါ်ကိုရောက်လာပြီးမှန်ဆိုတဲ့စကားကိုထပ်ပြောပြန်ကအဝင်နာနဲ့လက်အော်လိုက်တယ်။ တတိပြန်ဝင်လာတော့သူ့မှာကတိမောက်ကိုပြန်ရောက်နေခဲ့ပါတယ်။သူ့ရဲ့ဆောင်းကိုဖယ်လိုက်တော့သူ့ရဲ့ခြေထောက်မှာမျော့တွေတက်နေတာကိုမြင်လိုက်ရကဘေးကထရီကလည်းစားနဲ့ပတ်လိုက်တော့အကုန်ပြုတ်ကျကုန်ကြပါတယ်။ထရီကဘလို့ဖြစ်ပြီးအများကြီးရောက်နေတာလဲလို့မေးကအခန်းဝကိုတခြားလူတွေကကြည့်နေလို့ထွက်အကြည့်မှာသူတို့အခန်းဝမှာလည်းမျော့တွေအများကြီးရှိနေတာထရီကမော့ကြည့်ပြီးအော်လိုက်ချင်းသူ့ရဲ့မျက်နှာပေါ်ကိုတကောင်ကျလာပြီးကြိုက်ခံလိုက်ရပါတယ်။စားယူပေးပါလို့အော်နေပြီးအာဝင်နာကလည်းစားမိွယ်ထိတ်ထိတ်ဖျက်ဖျက်နဲ့အကူညီတောင်းနေတာ အန်ဒီဂျီတယောက်လာဖယ်ပေးသွားပါတယ်။ထရီကအာဝင်နာကိုနင်းကကျင်းစာမိနေတာလို့ပြောကထွက်သွားပါတယ်။အဲဒီနောက်မှာတော့စက်ရုံပိုင်ရှင်ကဘူတန်ကို ပြောင်းရွှေ့ခွင့်ရတဲ့ဝန်ထမ်းစင်းရင်းလာကြေညာပါတယ်။အဲ့ဒါကထရီပါ။ဒီချိန်မှာအလौဒမအာဝင်ကလည်းထွက်သွားပါတယ်။အာဝင်နာကလည်းသူ့ရဲ့သားကိုမြင်အောင်နေပြီးသူ့ရဲ့နေမျိုးကိုခေါ်တော့မှတရိပ်ဝင်လာပြီးသူလည်းပါတယ်လို့ဆိုပါတယ်။ဒီတော့ထရီနဲ့အာဝင်နာတို့ဘောနက်ကိုစီရကြကပိုင်ရှင်ကလည်းအာဝင်နာအနားကိုကပ်ပြီးဘောနက်ကိုနမူနာအဖြစ်ယူလိုက်ပြီး စီကန်းကိုလည်းလိုက်နာလို့ပြောလိုက်ပါတယ်။ထရီကိုတော့အဖွားကြီးကသူ့နဲ့လိုက်ခဲ့ဖို့ခေါ်သွားပါတယ်။အဲဒီနောက်မှာအာဝင်နာကစိုက်အောင်နောက်မှာအာဝင်နဲ့စကားပြောနေသူတို့လှုပ်ခဲ့တာတွေကိုသူသိတယ်လို့ဆိုတော့လန်သွားတဲ့အခါမှာအပူပါနဲ့ငါဘသူမှမပြောပါဘူးလို့ဆိုပါတယ်။သူကလည်းဒီစိုက်အောင်ကနေထွက်သွားကျင်နေတာဖြစ်ပြီးဒါပေမဲ့အိမ်ကိုတော့မပြောင်းကျင်ဘူးလို့ဆိုပါတယ်။ဘာလို့လဲလို့မိတော့ပြောရရင်အရှိကြီးပဲလို့ဆိုကထွက်သွားပါတယ်။ညကိုရောက်တဲ့အခါမှာတော့ထရီကသူ့သွားတွေကိုသူ့ချိုးနေပါတယ်။ ဒါကိုမသိဘဲအာဝန္နာကထွက်မသွားခင်သူ့ကိုဘောနဲ့ပေးမှမလားလို့မေးနေပါတယ်။ထရီကလည်းထွက်သွားပြီးပျောက်သွားတော့အာဝန္နာလည်းလိုက်ရှာရင်ရေချိုးကန်းထဲမှာအတန်ကြားလို့အပေါက်ကနေချောင်းအကြီးမှာအထင်းမှာသူ့သွားတွေကိုသူချိုးနေတာအာဝန္နာကခေါ်နေတာကိုမကြားပါဘူး။ခဏနေတော့ပျောက်သွားကကြည့်နေတဲ့အပေါက်နာကိုကြောက်စရာမျက်နှာကြီးပေါ်လာပြီးမှန်လို့ပြောပြန်ပါတယ်။သူမှလည်းကြောက်လန့်နေတော့တကားပွင့်လာပြီးဘာလို့လဲလို့ဆိုကထရီကသူမဟုတ်တယ်လို့ပဲထွက်သွားပါတယ်။ ဝင်းကလည်းအနောက်ကနေလိုက်ပြီးထရီလို့ခေါ်နေတော့ဗဇက်ကိုပိတ်ပြီးဆွဲကော်ခံလိုက်ရပါတယ်။သူ့ကိုဆွဲကော်လိုက်တာအာဝံပဲဖြစ်နေပါတယ်။အာဝံကဒီလိုရွေးချယ်ခံရတဲ့လူတွေကတခုခုထိုးချနေတယ်။ပညာပြီးနောက်တနေ့မနက်အစအနတော့မကြံအောင်ပျောက်သွားတယ်လို့ဆိုပါတယ်။သူတို့ကြည့်နေကြတော့မှထရီကိုအဖွားကြီးအပါလူတစုကခေါ်သွားပါတယ်။ဒါကိုသိရနဲ့ရှင်ကဘာလို့မတားတာလဲ။အပြင်ကိုအကူကြီးဘာလို့မတောင်းတာလဲဆိုတော့အဲ့လိုလှုပ်လိုက်မဖြစ်နိုင်ဘူး။ငါအသက်ရှင်ချင်းသေးတယ်လို့ဆိုပါတယ်။ ဝင်းကတားနေတဲ့ကြားကထရီနောက်ကိုလိုက်သွားတော့အဝံကလည်းအနောက်ကနေလိုက်ပါတယ်တောထဲကိုရောက်သွားတော့ရှာမတွေ့ဖြစ်နေတော့မှာဝင်းရဲ့အဖေဝိညာဉ်ကပေါ်လာပြီးလက်ညှိုးထိုးပြတဲ့နေရာကိုလိုက်သွားပါတယ်သူတို့သွားကြည့်တော့ထရီကပူကက်ခံရသလိုဖြစ်ပြီးလူတွေကလည်းကခုန်နေကြကဥဆောင်သူတွေကစိတ်ယုံပိုင်ရှင်နဲ့တားမိပါထရီကိုနှစိုးစီမှာရေးပူစွာလိုက်ကအပွားကြီးကထရီရဲ့လက်ဘင်းကိုဓာတ်နဲ့တီးလိုက်ပြီးတွေးကိုယူလိုက်ပါတယ်ပြီးတော့သူ့ရဲ့လက်ကိုဓာတ်နဲ့လှိကတွေးတွေထွက်စေပြီးတစ်ပိတ်မှာရှိတဲ့မှန်မှန်တုံလင်းလိုက်ပါတယ် ီချိန်မှာပဲအိမ်မှာရှိနေတဲ့ဝင်ရဲအမေကလည်းသူ့လက်ကိုသူအနဲ့ထိုးကပါစက်ကနေတခုခုကိုရွတ်စုံနေခဲ့ပါတယ်။ရှင်းပူစော်တဲ့နေရာမှာလည်းမှန်ကိုဘေးကလူတွေကဝိုင်းပြီးပုတ်တက်နေကြပါတယ်။နောက်တစ်ယောက်ရောလို့မေးတဲ့အခါမှာအာဝံကချောင်းကြည့်ရင်အတန်ထွက်မိပါလို့သူတို့ကိုမြင်သွားကဟိုမှာလို့လက်ညှိုးထိုးပြတော့လိုက်ဖမ်းပါတော့တယ်။အာဝံတို့လည်းပြင်းနေရင်အာဝံကချော်လဲပြီးဖမ်းခံလိုက်ရပါ အာဝင်နာကလည်းဆက်ပြင်းနေချော်လဲတော့ကတတိမိပြီသူတို့အိမ်ကိုပြန်ရောက်သွားကထင်းအောင်ထင်းမားတွေပေါ်လာပါတယ အာဝင်နာကလည်းသူတီကိုဘလို့ရောက်နေတာလဲအံ့ဩနေခဲ့ပါတယ်။အမေကလည်းကောင်းနေပြီအကိုကလည်းအလုံးလုံးနေပြီလို့ဆိုတာ။သူတို့ဒီလိုနေနိုင်အောင်ညီကဆက်ရုံမှာပဲဆက်နေရမယ်လို့ဆိုပါတယ်။ဒီလိုကြားတော့အာဝင်နာကမနေချင်တဲ့ပုံစံနဲ့မို့သူ့သားလေးကခုံနဲ့ခေါင်းနဲ့စောင့်ပါတယ်။ဝင်းကဖမ်းဆွဲလိုက်တော့ပျောက်သွားပါတယ်။အမေဖြစ်သူကလည်းခုံပေါ်တက်လာပြီးသူ့ကိုပူလောင်အောင်ညီပဲပြစ်ထားတာညီလုတာလို့ဆိုပါတယ်။မဟုတ်ဘူးလို့ဆိုတော့ခုံပေါ်တက်လာပြီးအနားကိုတိုးလာတော့ ။အဝင်နာကလည်းခရင်နဲ့ကောက်ထိုးဖို့လို့တော့မျိုးလုံးအဖြူအောင်ပြောင်းသွားပြီ။ငါ့ကိုအာခံရဲတော့ဗောလို့ဆိုကာဝင်းရဲ့လက်ကလှုပ်မရဖြစ်သွားပါတယ်။ထပ်ပြီးတော့သူ့ကိုစိတ်တိကအောင်စကားတွေပြောနေတော့အာယူပြီးအမေဖြစ်သူကိုထိုးချလိုက်ပါတယ်။ဒီတော့တကယ်ထိုးမိသွားပါတယ်။ဒါပေမဲ့သူပြန်ကြည့်လိုက်တော့သူပြေးနေတဲ့တောထဲမှာပဲဖြစ်နေပြီ။သူထိုးလိုက်တာကသူ့လိုက်ဖမ်းတဲ့စိတ်ုံပိုင်ရှင်အဖွားကြီးပါ။ဒီတော့ဝင်လဲအမြန်ပြေးပြီးစိုက်ရုံကိုပြန်ရောက်တော့ထရီကိုလဲပင်တန်ရာကြီးနဲ့မြင်လိုက်ရပါတယ်။သူမပွေဖက်လိုက်ပြီးထရီလဲငြိမ်ကြသွားပါတယ်။အိမ်မကောင်းပါဘူးလို့ဆိုကငုံနေတော့ ပြန်လှုပ်လာပြီးနင်းကကျင်းစာတည်နေတာလို့ထအော်ပါတယ်ဒီချိန်မှာပဲအနောက်ကနေလူတယောက်တုတ်ကြီးကင်ပြီးရောက်လာကအဝင်းနာကိုရိုက်ချလိုက်ပါတယ်သူပြန်လို့လာတော့ဆက်ယုံရုံကန်းထဲမှာဖြစ်ပြီးပိုင်ရှင်ကလည်းတနည်းအားကိုဖုံးအသေးအံခေါ်နေပါတယ်ဝင်းနိုးလာတာကိုမြင်တော့အနာကိုလာပြီးမဲ့ဝင်းကအနာကိုမလာနဲ့လို့ပြောလိုက်ပါတယ်စိတ်မပူဘူးနဲ့သူ့ကိုအပြင်မှာလဲနေတာကိုမြင်လို့ခေါ်လာတာလို့ဆိုပါတယ်ဆရာဝန်လည်းခေါ်ထားတာလို့ဆိုကဝင်းကထရီကိုတောထဲမှာတွေ့ခဲ့ပြီးဘာကေရမယ်လို့ဆိုတော့ မိစိတ်တီအောင်ဒီမှာဖြစ်နေတာပါထရီတိုးကမနှက်စောကပဲဘူတန်ကိုထွက်သွားပြီလို့ပြောကထရီကန်နင်းကိုဒါလေးပေးခဲ့တယ်လို့ဆိုပြီးဘောနပ်စာအိတ်လေးကိုပေးပါတယ်ဝင်းကိုစကားပြောနေပိုက်ချင်းရဲ့လက်ကဒိုင်ယာကိုမြင်လိုက်ပြီးသဘောပေါက်သွားကတုံးထုတ်လိုက်ပါတယ်ဒီချိန်မှာပဲမှန်တဲ့ကနေသူ့အဖေရဲ့ဝိညာဉ်ပေါ်ပြီးပိုက်ချင်းကိုလူသက်သမားလိုလက်ညှိုးထုတ်ပြပါတယ်ဒီတော့ဝင်းကကက်ကြီးကိုယူပြီးထိုးချလိုက်ပါတယ်အပြန်အလှန်တိုက်ခိုက်ရင်စိတ်ုံပိုက်ချင်းကိုကက်ကြီးနဲ့ထိုးမိသွားပါတယ်အပြင်မှာလည်းလိုက်ရှာနေကြပါပြီမန္တရံပြန်ရောက်လာပြီးမင်းလက်လျှော့လိုက်တော့လို့ဆိုတော့ဝင်းက မရရန်ကတည်သားပြီလို့ပြောလိုက်ပါတယ်။မင်းဘာလုပ်လိုက်တာလဲမင်းမင်းကြောင့်ငါတို့ကိုလာတတ်တော့မယ်လို့ပြောကဝင်းကဘသူလဲလို့မင်းနေချိန်မှာပဲမိတွေတပြက်ပြက်ဖြစ်လာပါတယ်။ပိုင်ရှင်ကလည်းမှန်တွေကိုအမြန်အုပ်လိုက်လို့ပြောနေတော့မှာပဲ။မှန်တင်းကလည်းတရေကထွက်လာပါတယ်။ဝင်းရဲ့အရှိမှာပဲပိုင်ရှင်ရဲ့နားကိုတဖြည်းဖြည်းတိုးလာကပိုင်ရှင်ကိုဆွဲကော်ကမှန်တဲကိုပြန်ဝင်သွားပါတယ်။ဝင်းကလည်းအပြင်ကိုထွက်ပြေးတော့အပြင်မှာသူ့ကိုလိုက်ရှာနေကြလို့မဝင်ရဆိုတဲ့အခန်းတဲကိုဝင်ပုန်းလိုက်ပါတယ်။အခန်းထဲမှာအာဝံကလည်းရှိနေပြီ။သူ့ကိုဒီအခန်းထဲမှာပိတ်ထားခဲ့ကြတာပါ။ ဒီတော့သူတို့နေ့အောင်ပြန်ထွက်ဖို့လုပ်တော့တရဲတွေအများကြီးပေါ်လာတာသူတို့လည်းအခန်းထဲကနေရအောင်ထွက်လိုက်ကြပါတယ်သူတို့ထွက်လိုက်တဲ့အခန်းကတကားအပြင်ဘက်မဟုတ်ဘဲအဆောက်အုံနဲ့အတွင်းပိုင်းဖြစ်နေပါတယ်အထဲမှာလည်းမတန်အန်ရဲ့နောက်လိုက်တွေကိုအချုပ်ခန်းထဲမှာပိတ်လောင်ထားတာပါဒီချိန်မှာပဲအာဝံကရဲလိုက်ပြီးဘာလို့များဝန်ထမ်းတွေကိုနှိပ်စက်နေရတာလဲလို့ဆိုကအေးအေးဆေးဆေးပုံစံနဲ့ဖြစ်သွားကအားလုံးပြီးသွားလောက်ပါပြီလို့ပြောလိုက်ပြီးမတန်ရန်ကတရဲတွေကိုစင့်ခေါ်ထားတာဆိုရင်သူသေးသွားပြီဆိုတော့အားလုံးပျောက်သွားပြီလို့ဆိုပါတယ် ဒီလိုပြောပြီးတချင်းဖွင့်ကကနေပါတော့တယ်အာဝင်နာကလည်းနားမလည်နိုင်ဖြစ်သွားပါတယ်ဒီတချင်းတန်ကစက်ယုံတဝင်းလုံးကကြားရတဲ့အထိချိတ်ဆက်ထားတာပါဝင်ကလည်းတန်တရားဖြစ်နေလို့နင်းကအရင်ကစက်ယုံကနေထွက်သွားပြီးမောင်နှမတွေနဲ့တွေ့ကျင်နေလို့ဆိုလို့မေးလိုက်တော့အင်းဒါပေမဲ့ငါဒီစက်ယုံကိုသဘောကျတာတခုရှိတယ်ခုရှေးဟောင်းတချင်းပဲလို့ဆိုပါတယ်ဝင်ကလည်းမှန်သားကိုသွားပြီးမှန်ပေါ်ကဝိကိုဆွဲဖယ်လိုက်တော့အာဝံကိုထိမ့်ချုပ်နေတဲ့တရေကြီးကိုမြင်လိုက်ပါတယ်ဒီချိန်မှာပဲအာဝံကရန်လိုတဲ့ပုံစံပြောင်းသွားတာ ဝင်းကခကြင်းနဲ့ဝင်ထိုးတော့ဝင်းကပဲခံရပြီးလဲသွားပါတယ်သူ့အဖေကလည်းဒိုင်ယာနဲ့လဲနေတာကိုမြင်ရောက်လာပါတယ်ပါဝန်ကဝင်းကိုဆွဲခေါ်ပြီးမင်းကြီးလိုက်လို့ဆိုကပြောလိုက်တာနဲ့အရင်ကဖြစ်ပျက်ခဲ့တာတွေကိုသူ့ရှိမှပေါ်လာပါတယ်တကယ်တော့ဒီစက်ရုံပိုင်ရှင်ထဲမှာအဝင်နာတို့မိသားစုလည်းပါပါတယ်အဝင်နာငငယ်တုန်းကသူ့ရဲ့အမေဖြစ်သူကပါမတရယန်တို့နဲ့ပေါင်းပြီးစက်ရုံတိုးတက်လာအောင်နတ်ဆိုးစီကိုအဝင်နာကိုရစ်ပူစော်ခဲ့တာပါဒါကိုလည်းအချိန်တစ်ခုအရောက်မှာအဝင်နာကိုနတ်ဆိုးကခေါ်မှာပါ ီလိုလုံနေတာသူ့ရဲ့အဖေဖြစ်သူကမြင်သွားပြီးစက်ရုံတိုးတက်ဖို့တခြားနီးလန်းရှိတယ်လို့ဆိုကဝင်တားစီးတဲ့အတွက်မထရန်ကသူ့အဖေရဲ့လယ်ဘင်းကိုဖျက်ပလိုက်ပါတယ်အဖြစ်အပျက်တွေကိုမြင်ပြီးသူမသတိမိသွားကသူပြန်နိုးလာတော့သူ့ကိုကြိုးချီခံထားရပြီးရေပူစော်ထားပါတယ်သူ့နိုးလာတော့သူ့ရှိတဲ့တက်ကနေနှဆိုးကပေါ်လာပြီးအနာတိုးလာတော့ကျိုးကိုယုံပြီးထွက်ပြေးကအခန်းတစ်ခုထဲကိုဝင်လိုက်ပါတယ်ဒါပေမဲ့သူကြည့်လိုက်တော့အခန်းထဲမှာအလောင်းတွေကိုစောက်ထုတ်လှုပ်ထားကအောက်မှာပုံးတွေခံထားလိုက်ပါသေးတယ် သူ့ကိုချောက်လန့်ခံနေရပြီးခေါ်တံတွေလည်းကြားနေရပါတယ်။သူ့ဖီးရဲ့ဝိညာဉ်ကပေါ်လာပြီးတဏှာကိုလက်ညှိုးထိုးပြပါပါ။သူမှလည်းအဖေရဲ့ဝိညာဉ်ပြတဲ့နေရာကိုတွားတော့မှန်တစ်ချက်ကိုမြင်လိုက်ပါတယ်။မှန်တဲမှာလည်းသူ့အဖေနဲ့အတူအခြားရိပ်ပူစော်ခံရတဲ့ဝိညာဉ်တွေရှိနေခဲ့ပါတယ်။အဝေနာကလည်းလက်ထဲမှာပါလာတဲ့ကကြင်းနဲ့မှန်ကိုထိုးခွဲလိုက်ပါတယ်။သူ့နောက်မှာရောက်နေတဲ့တရေကြီးကိုထိုးမိတယ်လို့ဖြစ်သွားပါတယ်။အဝေနာကလည်းတရေကိုမြင်သွားပြီးမှန်ကိုထတ်ထိုးဖို့လှုပ်ချိန်မှာရိုက်ချခံလိုက်ရပြီးလွင်သွားပါတယ်။နောက်ဆုံးပုကတ်ထားတဲ့အဝံကရောက်လာပြီး နင်ဘေးဆက်ချင်ရောက်ပြီးအဝင်နာလို့ဆိုကလေဘေးညင်ထားတော့ဘေးကကက်ကြီးနဲ့ထိုးလိုက်ပါတယ်ဒီတော့အနောက်ကိုလှန်သွားပြီးသူ့ရဲ့တားအယောင်ဆောင်ပြီးအမေမလုပ်ပါနဲ့လို့တားပါတယ်ဝင်းကလည်းကြောင်သွားပြီးတားအစ်စ်ပဲထင်ပြီးဖတ်ထားတော့အတန်ကပြောင်းသွားပြီးနင်ဘေးဆက်ရမယ်လို့ထပြောပါတယ်ဒီတော့ဝင်းလည်းသဘောပေါက်လိုက်ပြီးနင်ကငါတားမဟုတ်ဘူးလို့ဆိုကဝင်းကသူ့ကိုယ်သူထိုးချလိုက်ပါဒီတော့သူ့သားပုံစံပြောင်းသွားကအဝင်ပုံစံပြန်ပေါ်လာပြီးနာကျင်နေပါတယ်အဝင်နာကသူ့ကိုယ်သူထိုးလိုက်တဲ့အချက်တိုင်းကနတ်ဆိုးကိုလည်းနာကျင်စေပြီး မှန်ကလည်းကွဲအပ်လာပါတယ်။ဝင်းကသူ့ကိုယ်သူနောက်ဆုံးလက်ချက် ထိုးချလိုက်တော့အာဝန်လည်းလဲကျသွားသလိုမှန်လည်းကွဲသွားပါတယ်။နတ်ဆိုးကလည်းပျောက်ကွယ်သွားပြီးအာဝန်နာကသူ့ကိုယ်သူထိုးတဲ့ဒဏ်ရာတွေကသူမရဲ့ကိုယ်မှာမကြံခဲ့ပဲအကောင်းတိုင်းရှိနေခဲ့ပါတယ်။ပူဇော်ထားတဲ့မိတွေလည်းငြိမ်းသွားပါတယ်။သူမငုံနေတုန်းမှအနောက်ကနေသူ့အဖေရဲ့ဝိညာဉ်ရောက်လာပြီးအာဝန်နာလို့ခေါ်ပါတယ်။အာဝန်နာလည်းလက်ကြည့်ပြီးအဖေကိုဖတ်ထားလိုက်ကအဖေဖြစ်သူကတောင်းပန်ပါတယ်လို့ဆိုကပျောက်သွားပါတယ်။အာဝန်နာလည်းအော်ဟစ်ပြီးငိုကြေးပြစ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့အဝင်းနာအိမ်ကိုပြန်ရောက်သွားပြီးအိမ်တွေကမှန်တီးရဲ့အုပ်ထားတဲ့အဝတ်တွေကိုဖယ်လိုက်ပါတယ်ပြီးတော့သူ့အမေရဲ့ရှေ့ကမှန်ကိုလည်းဖယ်လိုက်ပြီးသူ့သားလေးနဲ့ပြန်ဆောင်သွားတာဖတ်ထားလိုက်ပါတယ်အမေဖြစ်သူကလည်းအခန်းထဲမှာသူ့လက်ကိုသူလှီးလိုက်တာလားအဝင်းနာကပဲလှီးလိုက်တာလားမသိရပဲလက်ကဒဏ်ရာနဲ့ဆုံးပါသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အဝင်းနာကိုလာခေါ်တဲ့လူကြီးကနောက်မိသားစုတစ်ခုကိုထပ်ပြီးစီယုံရင်ဇလန်းလဲပြီးဆုံးသွားပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောလိုက်ရပါရခင်ဗျာ